ဟယ်လိုအားလုံးမင်္ဂလာပါဘိုးမန်ချန်ကနေကြိုဆိုပါရစေအပြောင်းရွှေ့ရာသီကမရောက်သေးဘူးပေါ့နော်အာဆင်နယ်တို့ကတော့ကျွန်တော်သာလက်သွက်ခြေသွက်နဲ့ကိုကျွန်တော်လက်ရှိဇူဘမင်ဒီလိုကစားမမျိုးကိုခေါ်ဖို့အတွက်ဟီဝီကိုကျွန်တော်ဖြစ်သွားခဲ့ပါပြီဆိုတော့ဒါဖက်ဘရီဇီယိုရိုမနိုကိုတိုင်ကိုတာလက်ရှိ တင်ထားတာပေါ့နော်အာဆင်နယ်ဟာဇူဘမင်ဒီကိုခေါ်ဖို့အတွက်လက်ရှိမှာဟီဝီကိုဖြစ်သွားခဲ့ပြီးတော့သဘောတူညီမှုလည်းရရှိခဲ့ပြီဆိုပြီးတော့ပြောထားတယ်ဇူဘမင်ဒီကတော့ဒီအာဆင်နယ်အသင်းနဲ့တူနှုတ်အားဖြင့်ပေါ့နော်ကျွန်တော်သာစာချုပ် တက်တန်းရှည်စာချုပ်တရချုပ်ဆိုမှုအတွက်သဘောတူညီမှုအာဆင်နယ်နဲ့ယူထားပြီးသားဖြစ်တယ်။ဆိုတော့ယော်ဂျီတန်း60ယူရိုတန်း60ပေးရမယ်။အာဆင်နယ်ရဲ့ဒါပထမဆုံးကစားသမားခုံယူမှုတယောက်လည်းဖြစ်လာမယ်ပေါ့ဗျာ။ဆိုတော့ official video တွေပါတွေကတော့ဘယ်ချင်းထွက်မလဲဘာညာတော့မသိဘူးဒါပေမဲ့တေးကြတာတစ်ခုကတော့ Arsenal အနေနဲ့ ဒါဆိုစီတဲ့ရဲ့စပိန် defensive midfielder တယောက်ဖြစ်တဲ့ Zubimendi ကို Euro တန်း60ပေးပြီးတော့ကျွန်တော်တို့ဒါခေါ်ဖို့သဘောတူညီမှုကျွန်တော်တို့ရသွားခဲ့ပြီးတန်း60ဆိုတာကဒီရော်ကြီးဖြစ်တဲ့အတွက်ပေါ့နော်ဒီဆိုစီတဲ့နဲ့သဘောတူညီမှုတွေဘာတွေကိုကျွန်တော်တို့သိစိတ်ပူစီမလိုဘူးအဓိကကကစားသမားနဲ့ဒါပုံကိုရေးဆိုင်ရာသဘောတူညီမှုတွေရဖို့ပဲဒီနေရာမှာလည်း ဇူဘမင်ဒီကိုတိုင်ကောကပါနော်ဒါနှစ်ရှည်စာချုပ်တရချုပ်ဖို့သဘောတူညီမှုရသွားပြီဆိုတော့အာဇနေဟာဇူဘမင်ဒီကိုခေါ်ယူလိုက်နိုင်ပြီလို့ကျွန်တော်ပြောလို့ရတယ် official video ကြီးညာတဲ့အာတက်လာတာကိုကျွန်တော်ကမျှော်ယုံပဲကျွန်တော်ကြံတော့တာဆိုတော့ဇူဘမင်ဒီနဲ့ပတ်သက်လို့ကတော့အာဇနေပြည်သက်တည်မဟုတ်ဘူးပါနော်ကျွန်တော်လက်ရှိဘောလုံးနဲ့အရင်တည်းနည်းရှိတဲ့သူတွေခဏတိုင်းကြည့်နေတဲ့ညီကိုတွေကတော့ ဟိုဟာလိုက်ဗီဒီယိုတွေဘာတွေပြန်ကြည့်စီရလူမဲလို့မထင်ဘူး။နောက်ဇိုဘမီဒီပလိုကစားမမျိုးလည်းဘလူပရိုဖိုင်ရှိတဲ့ပလေးယာလည်းဒါကောင်းကောင်းသဘောပေါက်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ဒီနေရာမှာတခုရှိတာကအာဆင်နယ်တချို့ပရိသတ်တချို့ကြတော့လေတိုက်စင်မှုမခေါ်လို့ပေါ့လေတိုက်စင်မှုလိုနေပါတယ်ဆိုမှဒီအာဒီတိုက်စင်မရှိလို့တိုင်ပတ်ပါတယ်ဆိုမှတိုက်စစ်ကိုမခေါ်ဘဲနဲ့ဘာညာပေါ့။တကယ်ပြောရရင်ဇိုဘမီဒီကိုခေါ်တဲ့အပြောင်းအရွှေ့ကအများကြီးဖြစ်တဲ့နာထဲကျွန်တော်တို့ပို့တယ်။ ။ဘာလို့လဲဆိုတော့မှန်တယ်ဆိုစီတက်ရဲ့ကစားမ2ယောက်ဖြစ်တဲ့ကွင်းလေလူတွေ2ယောက်စလုံးကိုခေါ်တာဖြစ်ပေမဲ့လည်းလို့ပေါ့နော်။ဒီကွင်းလေဟာအဖြစ်တင်တဲ့နေရာတွေဂျော်ဂျီညိုကကျတော့ဘရာဇီးကလပ်ကိုပြောင်းဖို့အတွက်ဥရဏီကသဘောတူညီမှုကကျတော့ရသွားပြီ။ဆိုတော့ဂျော်ဂျီညိုကဘရာဇီးကလပ်ကိုလုံးဝပြောင်းမယ်။ဒါ့အပြင်သောမတ်ပါတီကအကယ်လို့တနှစ်တန်းတူပြီးတော့စာချုပ်စာတွေဘာတွေတန်းတူပြီးတော့ဆက်နေတယ်ဆိုလို့ရှိရင်တော့မှပါတီဟာအင်ဂျူရီတွေပြဿနာတွေဘာတွေနဲ့မကြာခဏစိတ်ပူရတဲ့ကစားသမား ဒါအပြင်ပါတီတို့ဘာလို့ injury ပြဿနာတွေကြုံနေပါ냐ဆိုလို့ရှိရင်ဒီ Declan Rice တို့ဘာလို့ကိုအမြဲတမ်း number 6ကိုပြန်ပြန်ပို့ရတာအဲ့တော့ဘာဖြစ်လာလဲဆိုတော့ Rice ရဲ့ခြေစွမ်းအပြည့်မရဘူး Declan Rice က number 8 room မှာကစားလေပူကောင်းလေ number 8 room မှာကစားလေပူကောင်းလေဆိုတဲ့သူမျိုးဗျာဆိုတော့ Rice တို့ဘာလို့ကိုကျွန်တော်တို့ကပုံသေးနေရာပေးဖို့အတွက်ဆိုလို့ရှိရင်ဒါ number 6ကောင်းကောင်းကစားနေတဲ့ player ကလိုတယ် ဒါအပြင်တောမက်စ်ပါတီရှိတာပဲဆိုပြီးတော့တယောက်ထင်းနဲ့ကျွန်တော်တို့ဘောနော်တရားစီလုံးပြိုင်ပွဲစုံကိုကျွန်တော်တို့တွားဖို့အတွက်လည်းအာဆင်နယ်မျှော်မှန်းလို့ကျွန်တော်မရဘူး။ဒါကြောင့်ဘောနော်ဒီဟိုဗာလဲဂျော်ဂျီညိုလုံးဝအသင်းကနေထွက်ခွာပြီးတဲ့နေရာမှာအစားပြန်ထိုးတာကဇူပါမက်ဒီလိုကစားမမျိုးဆိုတော့ပူပြီးတော့မကောင်းစရာမရှိဘူးဗျာ။ပြောင်းချွေစရာတော့မနေဘူးပေါ့လေ။နော်ဟိုယောဂျီတန်60ယူရိုတန်60ပေါက်52တန်လောက်တော့ရှိမှာပေါ့။ဒါပေမဲ့လည်းလက်ရှိ modern ဘောလုံးလောကမှာကကစားမကောင်းတယောက်ဆိုလို့ရှိရင်ဗျာ။ ရောရေးပြီးပြီးတော့ခေါ်နိုင်တာကိုပဲတတော်ကိုကန်ကောင်းတာဖြစ်နေပြီ။ဘာလို့လဲဆိုတော့ကစားမားတွေလက်ရှိမော်ဒန်ကိမှာကောင်းနေပြီဆိုလို့ရှိရင်သူတို့ရဲ့မိခင်ကလပ်တွေကဈေးကပါဇက်ထဲမှာရှိရပါသေးလားနော်။အကုန်လျှောက်တောင်းကြတာ။ဆိုတော့ရောရေးရှိတဲ့ကစားမားကတတော်ကိုကန်ကောင်းနေလို့ကျွန်တော်ပြောရမယ်။နော်ဒါကြောင့်တန်း60ဆိုတာမျိုးကလက်ရှိမော်ဒန်ကိမှာပလေယာကောင်းတယောက်တည်းတုံးနေတဲ့ပမာဏမျိုးပဲပေါ့နော်။ဒါကြောင့်လည်းရှိလောလောဆယ်မှာဆိုလို့ရှိရင်အာဆင်နယ်အနေနဲ့ဇူပါမန်ဒီကိုကျွန်တော်ခေါ်နိုင်တာကဂျော်ဂျီညိုရဲ့နေရာကို အများကြီးပို့ပြီးတော့ အကောင်းတဲ့ကစားမနဲ့အစားထိုးနိုင်တယ်လို့ကျွန်တော်ပြောရမှာပဲဒါအပြင်ကစားမက25 26ပဲကျွန်တော်ရှိသေးတာစပိန်ကစားမတယောက်ဖြစ်တဲ့အတွက်စပိန်လက်ရွေးစင်ပလေယာတယောက်ဖြစ်တဲ့အတွက်အာဒီဒါကစားခြင်းနဲ့ကစားဟန်မျိုးနဲ့အံဝန်ခွင့်ကြမဖြစ်စရာတော့အကြောင်းမရှိဘူးဗျာနော်ဒါအပြင်ဘယ်လိုပြောမလဲဒီဟိုဗီဒီယိုပလေးနေကစားတာမျိုးပဲကျွန်တော်တို့ဖြစ်ဖြစ်ပေါ့နော် position ကစားတာမျိုးပဲကျွန်တော်တို့ဖြစ်ဖြစ်ကစားမရဲ့ quality ကိုကျွန်တော်အများကြီးတွေးနေတယ် defensive နဲ့ပတ်သက်လို့ရှိရင်တော့နည်းနည်းပြောစရာဖြစ်ကောင်းဖြစ်နေတယ်ပေါ့လေဒါပေမဲ့လည်းလို့ခုနကပြောလို့ပဲ Declan Rice နော် Zubamendi တောမတ်ပါတီမာတင်အိုဒီကက်ဆိုတဲ့ကွင်းလယ်မှာတကယ်လို့ပြောမယ်ဆိုရင်တော့မပြောရဆိုလို့အိုဒီကက်နေရာပဲကျွန်တော်ရှိတာအိုဒီကက်နေရာမှာ creative ဖြစ်တဲ့ midfielder တယောက်ကကောင်းကောင်းကျွန်တော်လိုတယ်အိုဒီကက်စီကနေပြီးတော့အသင်းကလိုအပ်နေပါတယ်ဆိုတဲ့အချိန်မျိုးဒီမှာပိုကောင်းအောင်လှုပ်ပြနိုင်မဲ့ performance တွေကျွန်တော်လိုတယ်ပြဿနာကအိုဒီကက်နေရာမှာဘာမှမရှိဘူးဖြစ်နေတာ အဲ့လိုမျိုးဆိုတော့ဗောနော်ကျွန်တော်ပြောစရာဖြစ်ကောင်းဖြစ်ပြီမြဲလို့တိုးတော့မာတင်ဇူဘမင်ဒီကိုဇူဘမင်ဒီကိုခေါ်တဲ့အပြောင်းအရွှေ့ကမေကွန်ထိုးစရာကိုကျွန်တော်အကြောင်းမရှိဘူးအဓိကဒါဟိုအာဆင်နယ်နေနေဗောနော်တိုက်စင်မူလာမယ့်နေရာဒီအပြောင်းအရွှေ့မှာထပ်ခေါ်ရမယ်ဒါပဲဆိုတော့အပြောင်းအရွှေ့ကဗျာဒီအာဆင်နယ်နေနေသူများတွေယာတီတောင်မသိမ်းသေးတဲ့အချိန်ဗောနော်အာဆင်နယ်တို့တော့မျောလင်းကြကတော့ဘာမှမရှိတော့ဘူးဗောလေယူဒီယာဖလားတွေလည်းကျွန်တော်မရှိတော့ဘူးပရီးမီးယားလိဂ်တောင်မှချန်ပီယံစ်လိဂ်ဝင်ခွင့်ကဒီထက်ပိုပြီးတော့စိုးမသွားအောင်ကြိုးပမ်းမယ် နော်ဟိုသုံးပွဲလောက်ပဲကျန်တဲ့အချိန်မှာတိုင်ပက်လိမ့်မယ်လို့လည်းမထင်ပါဘူးဆိုတော့တာဝန်အရနော်တာဝန်အရအာဆင်နယ်နေနဲ့ကျွန်တော်တို့ဒါဒီကစားတော်မဲ့အချိန်ဒီမျိုးမှာလက်ကျန်သုံးပွဲကိုတာဝန်အရကစားတော်မဲ့အချိန်ဒီမျိုးမှာအာဆင်နယ်ဟာယာဒီကပြီးသွားပြီလို့ပြောလို့ရတယ်။ဒါကြောင့်တို့အနေနဲ့ပေါ့နော်ခက်သွက်သွက်ဆိုလိုပြောင်းရွှေ့တွေလုံနေတာကဒါတော်တော်ကောင်းတယ်လို့ပြောရမှာပေါ့လေ။ဒါကြောင့်ဒါဇူဝမန်တီကိုခေါ်ယူနိုင်ခဲ့ပြီးအာဆင်နယ်ရဲ့ပြည်သက်တွေနေရောလက်ရှိဇူဝမန်တီရဲ့အပြောင်းရွှေ့မှာဘလောက်ထိကြီးနေမှုရှိကြလဲဆိုတော့ဇူဘမနီကလီဗာပူးတင်းကိုရောက်ဖို့တတော်ကိုနှိစက်ခဲ့တာပြီးခဲ့တဲ့အပြောင်းရွှေ့က နော်ဟိုကစားမကစိတ်ပြောင်းပြီးတော့ဒါမပြောင်းပြတော့တဲ့ချိန်အခုဆိုလို့ရှိရင်အာဆင်နယ်ကစားမဖြစ်တာကျွန်တော်တို့ရှိသွားပြီပေါ့လေဆိုတော့ဒါ official ဒီပိုင်းတော့ဘာပဲတော့ကြီးညာမလို့တော့ကျွန်တော်ကြည့်ရမယ်ဆိုတော့အာဆင်နယ်ပြည်သက်နေနေရောကျွန်တော်တို့ဒူဝမီဒီယာအပြောင်းရွှေ့ကိုဘယ်လောက်ထိမျောလင့်ထားကြလဲဆွေးနွေးကြပါအားလုံးကိုကျေးဇူးများတင်ပါတယ်